တကယ်တမ်းကျွန်တော်ရှေ့ရောက်သွားစေတဲ့အချက်ကလေနှစ်ချက်ရှိတယ်အဲ့ဒါကိုကျွန်တော်မပြောပြဘူးမပြောပြဆိုတာရှိုးထားတာတော့မဟုတ်ဘူး ပြောအကောင်းမဲမသိတာပေါ့နော်ပြီးတော့အဲ့နှစ်ချက်ကလည်းကျွန်တော်အင်တာနက်ပေါ်မှာတွန်းတွန်းကြဲကြဲလူတွေပြောကြတဲ့အချက်မျိုးမဟုတ်ကျွန်တော်လူတွေပြောကြတာဗျာကျွန်တော်လူငယ်တယောက်ပဲဖြစ်ဖြစ်လူတယောက်ပဲဖြစ်ဖြစ်အောင်မြင်ဖို့ဆိုလို့ရှိရင်စာအုပ်ဖတ်ပါတက်မလားအဆက်မပြတ်လိလာပါစူးစမ်းပါဖြစ်နေကြဖြစ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးပြောကြတယ်အဲကျွန်တော်အခုပြောမယ့်နှစ်ချက်အဲ့အဲ့နှစ်ချက်မဟုတ်ဒါပေမဲ့အဲ့နှစ်ချက်ကကျွန်တော်တော်တော်ကြီးကိုရှေ့ရောက်စီတာပေါ့နော်အာကျွန်တော်အကားတော့ပီကာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်မသိသေးဒီဇိန်းတွေကြည့်နေလို့ရှိရင်လည်းပေါ့နော်ဒီကောင်းပါကောင်းလို့ကျွန်တော်တော့ပီကာဖြစ်ပါတယ်ပီကာ sharing page ကိုကိုင်းတာပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ចောင်းသားဘွားတော့ ုံးကလူငယ်ဘဝတော့မှာကျွန်တော်အလုပ်တွေအများကြီးလုပ်ခဲ့တယ်။အောင်မြင်ဖြစ်ခဲ့တဲ့ဟာအများကြီးကျွန်တော်လုပ်နိုင်ခဲ့ရပါတော့။ကျွန်တော်အဲ့ social media လုပ်တဲ့ခါမှာလည်းကျွန်တော်နှစ်အနည်းငယ်အတွင်းကျွန်တော်တော်တော်လေးလုပ်နိုင်နေပါတော့။ပြီးတော့ငွေရှာတဲ့ဟာဒီမှာလည်းပတ်သက်ပြီးတော့လည်းကျွန်တော်ကိုယ့်လက်ကိုယ်ချင်းနဲ့တော်တော်လေးလုပ်နိုင်နေပါတော့။အဲ့တော့အဲ့လောက်တော့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်နော်။ကိစ္စပြောအောင်။ခဏနှစ်ချက်ပါနော်။အဲ့နှစ်ချက်ကဘာလဲတော့ပထမတစ်ချက်ကဘာလဲဆိုတော့ကျွန်တော်ငငယ်လေးတွေက16 19လောက်တည်းကငွေဆောင်ရောင်းဆောင်ကြလေးပြပြောမယ်ဆိုရင်လူကဘာမှမဟုတ်တာလူဆောင်ရောင်းဆောင်ကြလေး အေးဆောင်ရောဆောင်ရောလေးရဲ့နောက်မှာဘာရှိလဲဆိုတော့ကျွန်တော်အဲ့လူတွေရဲ့ validation ဆို approval ရောပါတော့ကျွန်တော်ငငယ်လေးတွေ ਆ လေ စိတ်မဝင်စားဘူးသိလားလိုလဲမလိုချင်လိုလဲမလိုအပ်ဘူးအဲ့ဒါဘယ်နာအားမှနေပဲဖြစ်လဲဆိုတော့တကယ်ချမ်းသာတဲ့သူတွေစီမှာပဲအဲ့ quality ရှိကြတာများတယ်ဘာလို့လဲဆိုတော့တကယ်ချမ်းသာတဲ့သူတွေတကယ်ကို like တောင်တင်းတဲ့သူတွေကတခြားသူတွေကိုအထင်ကြီးအောင်လုပ်ဖို့အတွက်သူတို့မှာလीစိတ်ဝင်စားအောင်စမ်းတာလည်းမရှိပြောချင်တာအဓိက impress လုပ်ဖို့ဆိုတော့မကြိုးစားအောင်တခြားသူတွေသူတို့အထင်ကြီးလာပြီပေါ့နော်သူတို့ကလည်းသူတောင်တယ်တကယ်တောင်တင်းတဲ့သူအဲ့လိုမျိုးကျွန်တော်ကကျတော့ကံကောင်းတယ်ပဲပြောမှမသိဘူးကျွန်တော်ပတ်သက်မရှိခင်ခဲရပေါ့နော်ဘာမှမလုပ်နိုင်သေးကြတဲ့ကျွန်တော်အဲ့လိုစိတ်မျိုးလေးကျွန်တော်လည်းမရှိဘူးကျွန်တော်လူတွေကိုအထင်ကြီးအောင် လုပ်ပြဖို့အတွက်ခေါင်းနဲ့တကယ်ကိုမရှိဘာကြောင့်မရှိရလဲဆိုတော့ကျွန်တော်အနေနဲ့ကလူတွေကိုအထင်မကြီးတတ်တာပါတယ်အဲ့မှာပြောပြနော်အထင်သေးတာမဟုတ်နှိမ့်တာမဟုတ်ကျွန်တော်လူတွေကိုလွယ်လွယ်နဲ့အထင်မကြီးတာဘာလို့ကျွန်တော်အထင်မကြီးရလဲဆိုတော့ကျွန်တော်နည်းနည်းအလုပ်လုပ်တဲ့သူတွေမှာပါတာဆိုတော့ ြောမယ်ဆိုလို့ရှိရင်တကယ်ကြိုးစားရတယ်ဆိုတာဘလောက်ခက်လဲပေါ့နော်တကယ် hard work ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ကောင်းကောင်းသိတယ်ဒီမှာ hard work ပေါ့နော်အလုပ်ကြိုးစားမှုဆိုတာလေ Instagram က reels တို့ inspiration ပေါ့ video မျိုးလေးလိုမျိုးမဟုတ်တကယ်ကျတော့အဲ့တကယ်အလုပ်ကြိုးစားရဆိုတဲ့ဟာမျိုးကအရန်ပြင်းမှုကောင်းတယ်အရန်ခြောက်ကက်တယ် glamorous ဖြစ်နေဥမာနေတဲ့မျိုးလုံးနဲ့မြင်အောင်ပြောအောင်ဆိုအားကစားသမားတွေဆိုလို့ရှိရင်ဗျာ ဟောသူတို့ဘယ်သူမှမကြည့်နေတယ်အိမ်မနဲ့9နာရီလို့မနဲ့6နာရီလို့တယောက်တည်းမိုးတော့မလင်းသေးဘူးလမ်းမကြီးလဲနေတယောက်တည်းပြေးနေရတာတို့တယောက်တည်းကြိုးခုန်နေရတာတို့တယောက်တည်းလေးကျင့်နေရတာ business mind ဆိုလို့ business mind ဆိုလည်းအဲ့လိုမျိုးပဲအကောင်လုံးကရုံးပြောင်းသွားတဲ့အချိန်မှာကျန်ခဲ့တဲ့ founder သူတယောက်တည်းဆက်ပြီးတော့ကြုံနေရတာတို့ ဘာရင်းများရောပေါ့နော်အမှသူတယောက်တည်း stress တွေ pressure တွေကြားရမှာ decision ချရတာတို့ခက်တဲ့ဟာတွေလုပ်ရတာအဲ့လိုမျိုးပဲ freelancer တမားတွေပေါ့နော်တကယ်ကျန်းတဲ့ဝူဝင်တဲ့ freelancer တမားတွေဆိုအဲ့လိုမျိုးဘယ်သူမှမကြည့်နေတဲ့အချိန်မှာ laptop တစ်လုံးနဲ့ပေါ့နော်ညံ့နေကြည့်အထိသူများတွေပျော်နေပါနေတဲ့အချိန်မှာလုံးလုံးရတာတော့အဲ့လိုမျိုးနှီးကင်းပတ်မပျော်ဘူးခုနလိုမျိုးဟိုအသေးကွဲနေတဲ့ကြားတယ်ပြီးလို့ရှိရင်ခုနကတလောကလုံးနဲ့အဆင်မပြေတဲ့ကြားတွေကပြီးစရာရှိတဲ့လုပ်တွေပြီးရတာအဲ့တော့တကယ်တမ်း hard work ဆိုတာကအရန်ခက်တယ်ဆိုတော့သိကျွန်တော်ငငယ်လေးတည်းအဲ့လိုမျိုးလူတွေကိုအထင်ကြီးအောင်လို့စူးစမ်းတာတော့ပါကျွန်တော်မလုပ်တာဖြစ်တဲ့အတွက် ော့ကျွန်တော်မှဘာလဲဆိုတော့အဲ့လိုမျိုး clarity နဲ့ focus အပြည့်ရတယ်ဘယ်လိုဆိုတော့ကျွန်တော်မှအဲ့လိုကြောက်တဲ့စိတ်တိမ်ငြဲတဲ့စိတ်ကိုတိတ်မရှိဘူးဥပမာကျွန်တော်တို့လူငယ်တော်များမှရှိရဗျာအာတို့ကအောင်မြင်နေပြီတို့ကရှေ့ရောက်နေပြီတို့ကလဆိုင်များနေပြီတမလားဘာဘာမှဖြစ်သေးဘူးဆိုပြီးတိမ်ငြဲပြီးတော့ကိုလုံးနေတဲ့အလုပ်ကောင်မှအာရော့သွားတဲ့ဟာမျိုးကိုကျွန်တော်တော်တော်များဖြစ်ကြတယ်အဲ့စိတ်ကျွန်တော်မှမရှိဘူးဘာလို့ဆိုတော့တို့ကဘာနဲ့တို့ဘာတို့လုံးကြိုက်ဆိုစိတ်မသာတို့ငွေဘလောက်ဝင်နေလဲတို့ဘာဖြစ်နေလဲတို့နိုင်ငံခြားရေးတောင်းနေစိတ်မသာချင်းလဲမကြည့်စိတ်လဲမဝင်စားတာဖြစ်တဲ့အတွက်ကိုအလုပ်ပုံမှာပဲကိုက focus အပြည့်လုံးနေတယ် ျွန်တော်အဲ့လူငယ်ပေါ်မှာ2 point နဲ့ align ပေါ့နော်ကျွန်တော်စူးစမ်းနေကြတာရှိမှာအင်္ဂလိပ်စာတို့ public speaking တို့ team leading လောက်တာတို့ပြီး leadership တို့ပြီးရှင် communication တို့ public speaking အဲ့လိုမျိုးပေါ့နော်2 point align အဲ့တော့ကျွန်တော်မှာလူတွေရဲ့ validations နဲ့ approval တွေပါကျွန်တော်မလိုတာဖြစ်တဲ့အတွက်ကျွန်တော် လုပ်နေတဲ့အလုပ်ကို100%ကျွန်တော် focus နဲ့အလုပ်လုပ်နေတယ် အဲ့ဒါတစ်ခုပေါ့နော်အဲ့ဒါနံပါတ်၁ပါဒုတိယတစ်ခုကကျွန်တော်မှာ overthinking မရှိငယ်ငယ်လေးတည်းမရှိကျွန်တော်အတွေးလုံပြီးတော့အိမ်မရတဲ့သူတွေမှာမပါဘူးအဲ့တော့ true or true ဆန်အဲ့တော့ကျွန်တော်စဉ်းစားငါဘာလို့ overthinking မရှိကြလဲငယ်လေးတည်းကျွန်တော်အတူရရှင်းတယ်တကယ်၍ကျွန်တော်တို့စိုးရိမ်တဲ့ဒီမကောင်းတဲ့ဟာလေးဖြစ်သွားတယ်ဥပမာအနေနဲ့ကြာဒီလူကကောတုခင်မင်းရဲ့သားနဲ့ကိုအတင်းပြောတယ် เนาะဟိုဒီလူကကိုမကောင်းကြောင်းနဲ့ပတ်သက်ပြီးလှုပ်ချင်ပြီးပြောတယ်အဲ့တော့ကျွန်တော်အဲ့လိုမျိုးဖြစ်နိုင်တဲ့ဟာမျိုးမှာငါတို့ project ကအဆင်မပြေနိုင်ဘူးပေါ့နော်အဲလွဲရင်လည်းလွဲသွားနိုင်တယ်အဲ့လောက်လောက်ဒီကျွန်တော်တွေးထားတယ်တွေးထားတဲ့နောက်မှာပါရှိတယ်ဆိုတော့အကယ်အဲ့လိုမျိုးဖြစ်ခဲ့မှာဆိုတော့ငါ okay လိမ့်မယ်ဆိုတော့ confidence မျိုးပေါ့နော်ယုံကြည်မှုမျိုးကိုယ့်ကိုယ်ကိုမရှိရဲအဲ့ဒါကြောင့်မကျွန်တော်တိတ်ပြီးတော့ overthinking တိတ်ပြီးတော့မလုပ်မထပါကျွန်တော်ဒီဗီဒီယိုကျွန်တော်ရိုက်တယ်ပါနေတယ်နော်ကြီးကလူများနိုင်တယ်နင်းနိုင်တယ်အဲအဲအဲကျွန်တော်တွေးထားတယ်အဲ့လိုမျိုးလေးအဲ့တော့ကျွန်တော်စိတ်ထဲမှာဒီဗီဒီယိုပေါက်ပါမလားလူတွေကြည့်ပါမလား view တွေရှိပါမလားဘာမှမတွေး အခုခုဗီဒီယိုအတွက်လည်းမတွေ့ဘူးအဲ့တော့အဲ့လိုမျိုးဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်စီမှာအရင်လွတ်လပ်မှုအရင်ရှိ freedom အရင်ရှိကျွန်တော်တိတ်မကြောက်ဘူးဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တွယ်ကပ်နေရတော့ဘာလို့မရှိအတွေ့ရပါတယ် overthinking မရှိတာဘာလို့လဲဆိုတော့ကျွန်တော်အတွေ့ရှင်းလို့ပေါ့နော်အဲ့အတွေ့ရဘာလို့ရှင်းလဲဆိုတော့အကယ်လူတစ်ယောက်ကစိတ်ပူနိုင်တဲ့အရာမျိုးတွေဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်က okay မယ်ဆိုတော့ confidence မျိုးရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်လှုပ်ရှားရှိတာလုပ်တယ်အကယ်ကောင်းသွားရဆိုလို့ရှိရင် good အကယ်မကောင်းသွားဘူးဆိုလို့ရှိရင်စိတ်မှာကြိုးပင်းစင်တာဖြစ်တဲ့အတွက်သိပြီးတော့ဟိုဖြစ်နေမှာပေါ့အဲ့တော့အနည်းဆုံးတော့ဘာလို့လဲဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့တွေးပူ ူနေရတော့အတွေးလွန်နေရတော့ဘာလို့မဖြစ်ဘူးเนาะအဲ့တော့အဲ့နှစ်ချက်လေးကကျွန်တော်တော်တော်လေးဟို good quality ဆိုပုံစံမျိုးဖြစ်စီတယ်ကျွန်တော် people validation people approval စိတ်လဲမဝင်တော့သူတို့အထင်ကြီးအောင်လဲလုပ်ဖို့လဲကျွန်တော်ငငယ်လေးတွေကမရှိဘူးအဲ့လိုမျိုးလေမလုပ်ချင်းလုပ်ဖို့လဲမလုပ်ဘူးပေါ့နော်အဲ့အဲ့တခုလေဒုတိယတခုကပါလဲဆိုတော့ကျွန်တော်မှာ overthinking မရှိဘူး အဲ့လိုဘာသင်ခင်မရှိရဆိုတော့ဟိုအဆင်ပြေကျွန်တော်အတွေ့အကြုံကတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုပြီးတစ်ခုလောက်တယ်အဲ့အဲ့လိုဟာအနည်းငယ်ပပတော့ရှိတယ်ဒါပေမဲ့အရင်လိုဘယ်လိုမျိုးအိမ်မရတော့ဖြစ်တာတော့စိတ်ထိကြိုက်တာတော့တမစိတ်ညစ်တာတော့အဲ့လောက်အထိတော့မရှိဘူးအိမ်နှစ်ခုကကျွန်တော်မပြောပြဘူးပေါ့နော်ကျွန်တော်အခု content လောက်တာရဲ့တစ်ချက်အဲကျွန်တော်ပြပြတာပဲဖြစ်ပါတယ်ဒ